လူတယောက်ရဲ့ပါကိုချနေတဲ့လက်ကအဲ့လိုအတန်မြောင်ဖြောင်းဆိုတဲ့တက်တင်နဲ့ချဖို့ဆိုတော့လွယ်မှမလွယ်တာအလဲအရန်ကိုလက်ရင်နေတဲ့လိုပဲပြောမလားမိမတွေဘယ်လိုဖြစ်နေလဲဆိုတော့ဟိုသူများသားသမီးနဲ့ကိုသားသမီးနဲ့ဖြစ်လို့ရှိရင်တင်တာတစ်ခုရှိရလေတင်အောင်လုပ်လာတယ်နားမလာလိုက်ရှင်းမယ်မဟုတ်ဘူးမနိုင်တယ်ကိုသားသမီးကမန်နေပါစေဟိုသူများသားသမီးကိုလှုပ်လာခဲ့ပြီဆိုရင်ကိုမကောင်းတာ င်္ဂလာပါမွေး channel လေးရကျွဆိုလိုက်ပါတယ်မော်တီနေတက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ live မှာကရက်ထနေတဲ့ဒီ AR တိုင်းများများအထက်က6ကကျောင်းသူတွေအုပ်စုဖွဲ့ရိုင်းနှက်ခဲ့တာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်ဒီမိမဆုံးမဖမ်းဆုံးမတာသမီတွေနဲ့ဒီမိပါတွေကိုဒီအမျိုးသမီးကနေပြီးတော့ပပယ်နေနေတက်ဆော်နေရပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်စုံပါတယ်ပေါ့နော်အခုကြည့်နေတဲ့အမျိုးတွေမှာလည်းဒီခလေးမိပါတွေပါလို့ရှိရင်ဘဝဗီဒီယိုလေးကိုဆုံးနေလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှိဘိုးတရရက်ဆရာဗီဒီယိုလေးတစ်ပုဒ်ကိုပြန်လည်းမျှောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုစားလိုက်ကြရအောင်နော် မီမဆုံးမဖာမဆုံးမဆိုတာပဲရှိတာပေါ့နော်ဖာမဆုံးမမီမဆုံးမဆိုတာမရှိဘူးဒါမြန်မာစကားပုံတစ်ခုပေါ့နော်ကျွန်တော်တို့ဒါဟိုတာသမီတယောက်မလိမ်ပါလို့ရှင်ပြောတဲ့စကားလုံးတော့လုံးပေါ့နော်ဒါအခုဖြစ်နေတဲ့ဖြစ်စဉ်လေးတစ်ခုပေါ့နော်အမ်ညောင်မြအထက်ကချောင်းမှာဖြစ်တဲ့ကိစ္စပေါ့နော်ဟိုကလေးမလေးတွေရံဖြစ်တဲ့ကိစ္စပေါ့ရံဖြစ်တာရိုးရိုးဖြစ်တာမဟုတ်ဘဲနဲ့အုပ်စုဖွဲ့ပြီးတော့လက်ပါတဲ့ကိစ္စပေါ့ဒီညမှာကျွန်တော်ပြောချင်တာကိစ္စသူတို့အဲ့ထက်မှာပြောနေတဲ့စကားလုံးတွေကိုကြားမိသလောက်ဆိုလို့ရှင်အခု ဟိုပေါ့နော်အခုခန်းနေပေါ့နော်ကျူးလွန်ခန်းနေကလေးမလေးอ่ะဆိုလို့ရှိရင်လေသူလက်တရားအကိုင်းလုံးမှန်မယ်လို့တော့ကျွန်တော်မထင်ဘူးဒါကျွန်တော်အမြင်ပေါ့နော်သူတို့ချင်းချင်းမှာဒါတယောက်နဲ့တယောက်မကျင်းတဲ့ချက်တွေနဲ့ဖြစ်လာတဲ့ case လို့တော့ထင်တယ်ဒါပေမဲ့ဒါတခုကိုတယောက်ချင်းတယောက်ချင်းဖြစ်ရှင်းတာပဲမဟုတ်ဘဲနဲ့အုပ်စုလိုက်ဖွဲ့ပြီးတော့မှဟိုအဖြောက်ဖြောက်ရိုက်နေတဲ့ဟိုရိုက်ချက်ကြီးနဲ့ပေါ့ဗျာဒါကြီးက social media ပေါ်တက်လာပြီဆိုတဲ့ခါကျကျွန်တော်တို့လည်းတွေ့ရတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ပို့ဆိုတာသမီးမင်းကလေးမွေးထားတဲ့အမေဆိုတော့ကျွန်တော်ဒါအဲ့ဒီကျူးလွန်ခန်းနေတဲ့ကောင်မလေးရဲ့အမေနေရာမှာဆိုရင်တော့ ဒါကျွန်တော်ဆိုဘလို့မှခံစားနိုင်လိမ့်မယ်လို့မထင်ဘူးဘာလို့ဆိုတော့ကိုသားတပီပါ့ကိုတယောက်လည်းမဟုတ်နှစ်ယောက်လောက်က၆ပဲဖျောက်ဖျောက်နဲ့ချနေတဲ့ကိစ္စဆိုတော့ဒီကြောင်ကဘယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွန်တော်ကျွန်တော်ယူဆနော်ကျွန်တော်ကိုရေးတွေးတာမဟုတ်ကျွန်တော်ငငယ်လေးတည်းကကျွန်တော်ရဲ့အယူဆပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာအခုကျွန်းလွန်နေတဲ့ကလေးမလေးတွေရဲ့မိဘတွေဒီကျွန်းလွန်နေတဲ့ကလေးမလေးတွေကိုတို့ဘလို့တွန့်တင်လာလဲပေါ့ကျွန်တော်ဒါပဲစိတ်ဝင်စားတယ်ဒီလောက်တိတိမမတ်ရဲ့ဒီလောက်တုံ့ပြန်နေတယ်ဒီအသက်ရွယ်လေးနဲ့ဒီလောက်တုံ့ပြန်နေပြီဆိုတော့ဒီလိုပုံစံမျိုးတွေကို သူတို့ပတ်ဝန်းကျင်သူတို့ရိုက်နေတဲ့ရိုက်ချက်ကတော့တပြားပြားနဲ့ရိုက်နေတာပထမဆုံးရိုက်တဲ့ရိုက်ချက်မဟုတ်ဘူးလို့ဒါကျွန်တော်အမြင်ရမလို့ဒီအရေးကိုကျွန်တော်ဆွေးနွေးကြည့်ကျွန်တော်အမြင်ဒါပထမဆုံးရိုက်တဲ့ရိုက်ချက်တော့မဟုတ်ဘူးလူတယောက်ရဲ့ပါကိုချနေတဲ့လက်ကအဲ့လိုအတန်မြောင်ဖြောင်းဆိုတဲ့တက်တင်နဲ့ချဖို့ဆိုတော့လည်းမမလွယ်တာအလဲအရန်ကိုလက်ရင်နေတဲ့လိုပဲပြောပလားလို့ဖြစ်နေတယ်အဲ့တော့ကျွန်တော်ပြောချင်တာအဲ့အဲ့ဒီကျူးလွန်တဲ့ main clay တွေကိုမွေးထားတဲ့အမေတွေကကိုသားသမီးရဲ့ဟိုအကြောင်းအရာမသိလို့လားပေါ့နော် now မွေးထားတဲ့မိခင်မိခင်ဆိုတာကိုသားသမီးမွေးထားပြီဆိုရင်ကိုကိုသားသမီးအကြောင်းကိုတည်ဆုံးမယ်ပေါ့နော် အဲကျွန်တော်ဒါဟိုကျွန်တော်ကိုရီသွေးပြီးပြောရတဲ့စကားမဟုတ်ဘူးကျွန်တော်အိမ်မှာဆိုအများနဲ့ပြောတဲ့စကားရှိတယ်တစ်ခါလေကြာရင်ကျွန်တော်ကျွန်တော်တာသမီတွေတစ်ခါလေကြာရင်နားပူတယ်အောင်ဖြစ်ဖြစ်ကျွန်တော်တေးတေးမမွားလေးစားကျွန်တော်လိုက်ပြောတယ်အမေတော့ကျွန်တော်တေးတေးမမွားလိုက်ပြောရဲဆိုတာကတွတ်ပွတ်တွတ်ပွတ်မျိုးတော့ကျွန်တော်မပြောဘူးねကျွန်တော်ပြောတယ်ဘယ်အချက်လေးတွေဆိုရင်ညလုံးနဲ့မြင်လိုက်ပြီဆိုတော့အဲ့အချက်လေးတွေကသူများကဘယ်လိုထိခိုက်နိုင်လဲဘသူဘသူကိုထိခိုက်နိုင်လဲကျွန်တော်ပြောကျွန်တော်တာသမီကိုလှုပ်တဲ့အလုပ်တစ်ခုကကိုကိုလည်းမထိခိုက်ရအောင်သူများကိုလည်းမထိခိုက်ရအောင်လှုပ်ချဒါမဲ့ကိုလှုပ်တဲ့အလုပ်တစ်ခုက ကိုကိုကိုလည်းထိခိုက်တယ်တဖက်သားကိုလည်းထိခိုက်တယ်ဆိုအဲ့လိုဆက်ကိုမတွန်းနဲ့အဲ့လိုမျိုးပေါ့နော်ဒါကျွန်တော်မိခင်တယောက်ဖြစ်လာပြီဆိုကျွန်တော်တင်နဲ့ကျွန်တော်သားသမီးကိုတင်နဲ့အတင်ပေါ့နောက်တစ်ခုဟိုကျွန်တော်သမီးလေးဆိုလည်းအเจ้าမှသူလည်းဟိုသူတို့ချင်းချင်းလက်ကလေးချင်းချင်းမတည့်ရပါဘူးရှိရောဗျာ case တွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်သမီးလေးကိုကျွန်တော်တင်ထားတယ် okay ကိုလာပြီးတော့ကိုတိလိုက်ရမလို့တူပြီ။ तू ကသူစောင်းလို့မြောင်းလို့မကသူကသူဘလို့ပဲစောင်းစောင်းအောင်းအောင်းဘလို့ပဲဘာကြီးပဲဘလို့လုပ်နေပါစေ။ကိုအသားရုံမတိတိအေးစေ။ဘာပြဿနာမှမရှာလာနဲ့။အေးဖြစ်တဲ့ကိစ္စတော့အိမ်ုံပြောပြထား။ အဲ့လိုမျိုးပေါ့နော်ကလေးတွေမွေးလာပြီဆိုလို့ရှိရင်ပြောပြတာဒီလိုဒီចောင်းလေးတွေရှိရဲ့တမီးကိုလေကားပေါ်မှာသပင်းပလို့ဆိုအေးဒါဒါအဲ့လိုကြီးဖြစ်လာပြီဟေးဆိုအဲ့တက်လွန်လာရင်တော့ကျွန်တော်လည်းဒါចောင်းလိုက်မယ်ပေါ့နော်အဲ့လိုမျိုး case ရှိရဲ့ဟုတ်အခုဖြစ်နေတဲ့ကိစ္စတွေမှာဆိုရင်ကလေးမွေးထားပြီဟေးဆိုမိဘကကိုသားသမီးပြောတဲ့စကားကိုပဲတရားခိုင်လို့မယုံနဲ့ကျွန်တော်တမီးပြောပြတဲ့စကားဆိုကျွန်တော်တရားခိုင်လို့မယုံဘာဖြစ်လို့လဲကိစ္စကဘလို့ဖြစ်တာလဲဘလို့ချက်တွေចောင်းမလို့လဲအဲဒါကမိဘတယောက်အနေနဲ့ကိုမွေးတဲ့သားသမီးចောင်းကိုသိတယ်ဗျသူပြောတဲ့စကားလုံးနေမှာဆိုလို့ရှင်သူမျက်နာ သူ့ပုံစံမှာဘုရားတရားကတော့မှန်တယ်ဘုရားသူကြီးလဲပြီးပြောနေရဆိုတော့သူသိနိုင်ကိုမိဘဆိုတော့ကိုမွေးထားရင်သိနိုင်တယ်ဒီမွေးထားတဲ့ဒီကျူးတော်နဲ့ကလေးမလေးတို့မွေးထားတဲ့မိဘတွေကဘလို့လဲလွတ်ပေးထားရလာပေါ့နော်ကလေးတွေကိုဒီလောက်ကြီးတိမမတ်ရန်ရန်ကြီးဖြစ်နေတာကြီးပေါ့နော်ကျွန်တော်တို့ဒီဆိုရှယ်မီဒီယာမှာကြည့်ရတာဆိုရင်ရှင်ထဲမှာဆို့တယ်မမြင်ရဘူးသူများသားသမီးအဲ့လောက်ရိုက်ကျွန်တော်ကျွန်တော်တို့တောင်းဝင်းချင်မှာဆိုလဲရှိတယ်အရင်တော့ကတော့ကျွန်တော်အခုကျွန်တော်ကလေးနဲ့သူများကလေးနဲ့အခုအိမ်မှာတစ်ခါလေးနေကြရင်နဲ့တူတူဖြစ်ကြရဲဆိုရင်အခုကျွန်တော်မောင် မမွေးထားတဲ့ကလေးတွေရှိရအောင်ညီမကမွေးထားတဲ့ကလေးနဲ့ကလေးချင်းချင်းကစားခွေးသားဖြစ်ရင်ကျွန်တော်ကဘယ်တော့မှကလေးချင်းချင်းဖြစ်တာပဲဆိုပြီးတော့ဟို short ပေးလိုက်တယ်ဆိုတော့ကျွန်တော်မရှိဘာလို့ဆိုတော့ဒီချင်းကတင်ယူတဲ့ချင်းကလေးချင်းချင်းရံဖြစ်လို့တို့နိုင်သွားလို့ဆိုတော့အရသာကလေးချင်းချင်းရံဖြစ်လို့တို့လောက်ရတယ်ဆိုတော့အရသာအဲ့ရတာလေးတွေကိုကလေးလေးတွေကဒီရွယ်မှာတည်နေပြီအဲ့တော့ကျွန်တော်ကအမြင်နဲ့ပြောတယ်ကလေးချင်းချင်းရံဖြစ်တာပဲဆိုပြီး short ပလိုက်ဘာဖြစ်လို့လဲဒါကိုသားဆိုလို့ရှိရင်ဒါကဘာလို့လက်ပါလဲသူ့ကိုလိန်ဆွဲကြည့်တယ်တန်းနာလား တာတိုင်းနေနေတာသူများတော့လုံသူများသားတွေလည်းလည်းပဲနားတယ်ဒါလေးတွေပေါ့နော်မိပါဒါလေးသင်ပြရမှာနေရာတကာတော့ပြဿနာတခုလက်နဲ့ဖြေမရှင်းဖို့ပေါ့နော်ဒါလေးတွေနောက်သမီးသမီးဆိုလို့ရှိရင်လည်းဘလို့သင်လဲသူများနေရာကိုကိုဘလို့ပြောပြောကိုအသားရုံမထီးသေးဘာမှမဖြစ်ဘူးဒါပေမဲ့ပြောလာရဲ့ဟိတ်ဆိုရဲစကားလွန်းလွန်းကျွကျွဖြစ်သွားရင်ဆရာမတော့သွားတိုင်းဒါလေးတွေပေါ့နော်မိပါတယောက်ကသင်ရမယ်အလုပ်တွေနောက်အုံးလိုမျိုးသူများသားသမီးနဲ့ကိုသားသမီးနဲ့ဖြစ်တယ်ကိုသားသမီးကမှန်တယ်မှန်တယ်ကိုသားသမီးကလည်းမှန်တယ်ကိုသားသမီးကလည်းလှုပ်လိုက်တယ်ဝမ်းမသာနဲ့ တနေ့နေ့တစ်ချိန်ချင်းကြာတယ်ဘလောက်လိမ့်ပါလဲကလေးနေနေသူများသားသမီးကိုလက်ပါတာရတာတွေ့ကြတယ်တွေ့တွေ့သွားတဲ့ခါကျရင်တေးကြတယ်ကြီးလာရင်လူစိုးလုံးမိုက်ဖြစ်မှာအဲ့ဒါတေးကြတယ်နော်သူများသားသမီးအသားရေကိုရိုက်ရတဲ့အရာတာကိုတိနေတဲ့ကလေးယောက်ကကြီးလာရင်သူဘလောက်ပဲမှန်တဲ့ကိစ္စသူမှန်နေလို့ရိုက်ပါတယ်ပဲဖြစ်ဖြစ်သူရိုက်ရတာအရာတာရှိသွားပြီဒါလေးတွေပေါ့နော်ကျွန်တော်ကတော့ဒါလေးတွေကိုအကျွန်တော်အမြဲအဲ့လိုလွတ်မထားဘူးကျွန်တော်ကလေးကိုကျွန်တော်လွတ်ထားရဆိုတော့ကျွန်တော်မရှိဘူးအကျွန်တော်သားနဲ့သမီးနဲ့ကိုကျွန်တော်ရေဝင်ထဲမှာထည့်ထားတာပြီးရင်သူတို့ဘာလုပ်တယ်ဆိုတော့ကျွန်တော်အမြဲပြောခိုင်းတယ်ကျွန်တော်စေစိုးကလုပ်တဲ့ကိစ္စဖြစ်စေကျွန်တော်ပြောခိုင်းတယ် အဲ့ခါကျ okay ဝန်ခံတဲ့အတွက်အဲ့ကိစ္စကိုကျွန်တော်ရှော်ပေးလိုက်တယ်။အေးဝန်ခံလို့ကျေးဇူးတင်တယ်။ဒါပေမဲ့နောက်တစ်ခါအဲ့ကိစ္စအဲ့လိုမျိုးမဖြစ်စေနဲ့။မင်းမကြိုက်ဘူး။ဒါလေးတွေပေါ့နော်လို့သားသမီးနဲ့မိဘကြည့်ရမယ်။အခုမိဘတွေဘယ်လိုဖြစ်နေလဲဆိုတော့ဟိုသူများသားသမီးနဲ့ကိုသားသမီးနဲ့ဖြစ်လို့ရှိရင်တင်တာတခုရှိရလေ။တင်အောင်လုပ်လာခဲ့နောက်မှလိုက်ရှင်းမယ်။လုပ်လာခဲ့တင်အောင်လုပ်လာခဲ့နောက်မှလိုက်ရှင်းမယ်။မဟုတ်ဘူးမားနေတယ်။ကိုသားသမီးကမန်နေပါစေ။ဟိုသူများသားသမီးကိုလုပ်လာခဲ့ပြီဆိုရင်ကိုမကောင်းတာ။ဒီခေတ်မှာလေတိလား။ ဟိုကျွန်တော်ဒါကျွန်တော်တွေးရအတွေးပေါ့နော်ဒါကျွန်တော်အိုက်ကလေးမလေးကျူးလွန်တဲ့ကလေးမလေးမွေးထားတဲ့မိဘလေးကိုကျွန်တော်အန်အော်လာကိုသားသမီးတလောက်သူများသားသမီးကိုဒီလိုမျိုးရိုက်တက်တဲ့ဇယိုက်တွေရှိနေတာမတိလို့လားမသွန်သင်လို့လားပေါ့နော်အဲ့တော့ချိရတာဗျာအကုသူဖြစ်တယ်တိလားချိရတာဒေါသတွေဖြစ်တာကျွန်တော်စိတ်ထဲမှာဆိုရင်လေငါသားသမီးလေးတာဆိုရင်ဆိုတဲ့စိတ်ပေါ့နော်နောက်တစ်ခုကလေးလေးခုရကလေးလေးဘာဖြစ်နေလဲဆိုတော့ခစ်စကားပေါ့ခြေတာတို့ပေါ့သိရမလားခြေတာမိုးတာတွေကိုတရားနဲ့တရားဘာဖြစ်လို့ရှိရင်တွေးလို့ရှိရင်မခေါ်မပြောနိုင်အဲ့ဒါလေလူလူချင်းချင်းဟုတ်တယ်မလားကျွန်တော်သမီးလေးတွေပြန်มาတွေ့တယ် ွှေစီဒေဝီနန်းဒေဝီဟဲ့လို့တွေးလိုက်ပြီးဆိုတာနဲ့တိတိမတိတိသူများတကာသူ့ကိုရှီပြရင်သမီးသာမြန်မာလူမျိုးတွေရဲ့အယူအဆတိတိမတိတိတယောက်မျက်လုံးတယောက်ဆိုရင်ကိုကစပြီးရှီပြလိုက်ဒါဒါဒါကျွန်တော်ကျွန်တော်တင်တဲ့အတင်ပေါ့နော်ကျွန်တော်သမီးလေးကျွန်တော်သမီးလေးじゃဘာဖြစ်တော့ဆိုသူကသူကအရင်လူလေးနဲ့ဖဲမဖြစ်ဘူးဆက်လို့ရအစတိတဲ့အချိန်မှာသူကလူမျက်လုံးချင်းစုံလို့ရှိရင်သူရဲ့စိတ်ကကြောက်တက်တယ်ကြီးမပြတ်တယ်ဘူးအဲ့တော့ဘာဖြစ်တော့ဆိုတော့သမီးကိုခြေတယ်ဆိုဖြစ်လာအဲ့တော့ဒါလေးကဘလို့ပြန်တင်လို့ဆိုလူချင်းချင်းမျက်လုံးချင်းစုံလို့ရှိရင်မြန်မာလူမျိုးတွေကရှီပြရတယ်သမီး ျွန်တော်ကဘာဖြစ်တောင်ရန်ကုန်မှာတိုက်ခန်းထဲမှာပဲနေတဲ့မိသားစုပြာအဲ့တော့ပတ်ဝန်းကျင်အခြေအနေနဲ့ကျွန်တော်တို့မရှိဘူးကျွန်တော်တမီးပတ်ဝန်းကျင်အခြေအနေတွေကိုရောက်သွားပြီဆိုတဲ့အချိန်ကျတော့ကျွန်တော်တမီးကအဲ့အကြောင်းစားတတ်တဲ့အချိန်မှာအပြဒနာတက်တယ်အဲ့တော့တင်ပြရတမီးလူလူအချင်းချင်းမျက်လုံးချင်းဆုံလို့ရှင်ရှိပြလို့ရတယ်ကိုယ့်ဘက်ကမရှိဘူးသူရှိမပြလဲဘာမှမဖြစ်ဘူးကိုရှိပြလိုက်ဒါကအခြေခံ mindset ပေါ့နော်အခြေခံ mindset နောက်တစ်ခုကြောက်တဲ့တယောက်ချစ်တာ အရေးကြီးဆုံးချက်ကသူများကြောင့်တိတ်မပြောနဲ့ဒါကျွန်တော်ပထမအဆုံးသူများကြောင့်ပြောရတော့ live မှာတက်တဲ့ case တွေထဲမှာဒါကျွန်တော်ပထမအဆုံးသူများကြောင့်ပြောကျွန်တော်သူများကြောင့်တိတ်ပြောတဲ့ထဲမှာမပါဘူးဘေးပတ်ဝန်းကျင်အိမ်ကဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ပြောတဲ့တဲ့ထဲမှာမပါဘူးဘာလို့ဆိုတော့ဗဇက်ကသူများမကောင်းကြောင့်ပြောတာအချင်းပါမှာဆိုလို့ကျွန်တော်သားသမီးလေးတွေအဲ့ထိတွေ့မှုမပေးထားအောင်နောက်တစ်ခုအဲ့ site တွေမလာတဲ့အတွက်ကိုကမိသားစုမိသားစုပေါ်မှာအယုံ site တယ်ကျွန်တော်သမီးကျွန်တော်အယုံ site တယ်ကျွန်တော်ကျွန်တော်သမီးကိုအယုံ site တယ်သူ့မှာအယုံ site တယ်အဲ့လိုလေးရှိလာတဲ့အခါကျတော့တယောက်နဲ့တယောက်ချက်ချင်းဆိုတာရှိရဲ့ ိတ်ခန့်နီးဆိုလို့ရှိရင်ဖေဖေနဲ့အမေနဲ့ကိုကြောက်တယ်သူ့ဖေကိုဖုန်းဆက်လို့ရှိရင်ကျွန်တော်နဲ့ဖုန်းဆက်တာရဖေဖေဒီကနေလမ်းကြောက်လိုက်တယ်နော်အဲအိတ်ခန့်နီးကြအမေကိုကြောက်အိတ်တယ်တခါလေကြလဲတာနှိပ်ပြီးတယ်တမညာနှိပ်ပြီးဒါပြောလို့ရှိရင်တော့မြန်မာယူဆမှာဆိုရင်အပိုလုတ်တယ်လို့ထင်နေမြဲဒါမှတကယ်လည်းမဟုတ်ဘူးဒါရရင်နေမှုအဲ့ချိန်မှာစကားရအများကြီးပြောလို့ရတယ်ကလေးနဲ့နောက်တစ်ခုအာဖတ်တာနန်းတာကျွန်တော်တမီးကျွန်တော်ဒီနေ့ဒီနေ့ဒီချိန်ဒီဖတ်တော့နန်းတော့ကျွန်တော်တော့အတားတော်ငေးပါသေးဖတ်တော့နန်းတော့ဒါလေးတွေကပါလဲဆိုမြတ်တာတရားတယောက်နဲ့တယောက်အဲ့လိုမျိုးလေးတွေထိတွေ့နေလို့ရှိရင်ကလေးရဲ့ရှင်ထဲမှာလည်းငါမရငါ့ကိုချက်တယ် ငါဘာပဲပြပြပြလက်ခံမယ်ဆိုရအတွေးပေါ့နော်အဲ့တော့တခါလေ तू ကမျက်နှာငယ်တယ်ဘယ်နည်းဘာဖြစ်ချင်တာဘာဖြစ်ချင်တာပြောမမေမစူးပြောမမေဒီဗီရေကွက်ကွဲသွားလို့ဖောင်ကွက်ကွဲသွားလို့ okay အေးမမေနောက်တခါမကွဲနဲ့လို့တမီးကိုပြောနှစ်ခါရှိပြီနော်ဒါမဲ့ तू ကမကျူးလွန်နဲ့ဆိုတဲ့ကိစ္စကို तू ကျွန်းလွန်လိုက်ပြီဗျာဒါမဲ့ तू ဝင်ခံနေဆိုရင်ကျွန်တော်ဒါနှစ်ချိန်နဲ့ကွဲရမယ်ဆိုတဲ့ချိန် तू သုံးခါလဲကွဲရင်ကွဲမယ်လေးချိန်နဲ့ကွဲရင်ကွဲမယ် तू ဝင်ခံတဲ့တော့ကျွန်တော်ခွင့်လွှတ်လိုက်တာမျိုးရှင်မမေချစ်လွန်တော့မရိုက်တော့ဘူးအဲ့လိုမျိုးလေးပဲနော်ဒါလေးကနေစပြီးတော့ဒါကျွန်တော်ယူဆနော်သူများယူဆနေတော့တူချင်လဲတူမတူချင်လဲမတူဒီလိုမျိုးလေးရှိရဲ့ ကိုခေတ်ကဘာဖြစ်နေလို့ဆိုတော့ကိုကလေးကသူများကလေးကိုခြေလိုက်ရမယ်ဖြစ်ဖြစ်ကိုကလေးကဟိုမာသူများအသက်ကြီးတဲ့မိန်းမကြီးကိုခြေလိုက်ရမယ်ဖြစ်ဖြစ်ဘာဖြစ်လို့ဆိုဝမ်းတန်မသည်မြကြီးလိုက်ခြေမိုးနေရမယ်မသည်မြမာနာကြီးတဲ့ဒီတစ်ခုပါဗျာဟိုဘာလဲဒါကြီးကိုပျော်ကြိုက်တစ်ခုလို့ဖြစ်နေတယ်သိလားကိုသည်မြသည်မြသည်မြနဲ့ဖဲဖြစ်နေတာကြီးကိုဂုံမယူဘဲနဲ့ကိုသည်မြသည်မြသည်မြကိုခြေလိုက်တာကြီးကိုခုခေတ်ကဂုံကြတစ်ခုလို့ဖြစ်နေရပါတော့ဒါကြီးကမလားမလားတော့မသိဘူးဒါကျွန်တော်ယူဆတော့ဒါကျွန်တော်ဘယ်သူမှကောတဲ့စကားလည်းမဟုတ်ဘူး မြန်မာစကားပေါ်မှာမိမဆုံးမဖမဆုံးမဆိုတဲ့စကားမှာမိမတွေကိုနှိမ်တာလည်းမဟုတ်မိမတွေကိုနှိမ်နှိမ်ချွတ်ချွတ်ပြောချင်တာလည်းမဟုတ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်များသောအားဖြင့်အဖေတွေကလှုပ်သွားတယ်အမေတွေကကလေးနဲ့ကြံခဲ့တယ်အဲ့တော့ကြောင့်မလို့ဒီကလေးတွေကိုဆုံးမတာဒီအမေကများရမယ်အဲ့တော့တရားဂျာကင်တော့အဖေဆိုလို့ရှိရင်အဖေနဲ့မိနဲ့ဆိုအမေကပိုပြောခံရတယ်ကျွန်တော်ယောက်ျားနဲ့ကျွန်တော်ဆိုအမြင်ကြီးတဲ့စကားတော်ရှိရဲ့ကလေးတွေကိုမပြောပါနဲ့ကလေးတွေကိုမပြောပါနဲ့ Okay ငါမဆုံးပါဘူးဆေးဟေးဆိုလို့ရှိရင်ငါသားသမီးမလိန်ပါလို့ရှိရင်အယုံဆုံးပြောခံမှာငါရင်ပြောခံမှာမိမဆုံးမဖမဆုံးမနင်းဆိုတာနောက်မှပြောခံမှာငါရင်ပြောခံမှာအဲ့တော့ ါသားသမီးကိုငါ perfect ဖြစ်စေချင်တော့တင်တယ်ပေါ့နော်ဒါကျွန်တော်တင်ကျွန်တော်တင်နေရတဲ့ဟာလေတရားကတော့မှန်တယ်လို့တော့မဆိုလို့ပေါ့ဒါပေမဲ့ကျွန်တော်အယူဆရဒီလောက်ချီချီစိုးွားနေတဲ့ကလေးတွေကိုမွေးထားတဲ့အမိတွေကိုပဲကျွန်တော်တော့အဖြစ်တင်ချင်တယ်ပေါ့နော်မိဘနှစ်ပါးလုံးပြောချင်တာပါဒါပေမဲ့ဘသူမှပိုတောင်းမရှိတလဲဆိုလို့ရှိရင် main ကလေးဖြစ်တဲ့အတွက်အမေနဲ့လက်ပွန်းတတိနေတဲ့အတွက်အမေမှတောင်းဝင်ရှိရလို့ပြောချင်ပါတယ်ဘလို့အကြောင်းအရာအကြောင်းမတင်ပြစ်လဲတော့မသိပြပြန်ဒါကြီး social media ပေါ်တက်လာတဲ့အချိန်မှာတော့ဒီ main ကလေးအမေကပေါ်ဆာတော့သူတို့ဒီ main ကလေးတွေကလည်းကြီးလာရင် ်အော်မြန်မာမြန်မာနိုင်ငံမှာဒီလိုကလေးမလေးတွေရှိနေတာကြီးကြည့်ရတာဗျာသိရမလားမြတ်တာတရားဆိုတာဘာမှမသိတော့ဘူးဒီလိုကြီးရိုက်နှက်နေတာဆိုတော့ပေါ့နော်ကျွန်တော်ကတော့ဒါဟုတ်အဓိကတရားခံအမေလို့ပဲပြောချင်ပါတယ်ဆိုရှယ်မီဒီယာပေါ်မှာနော်အမနာနာမည်ကြီးနေတဲ့မြောင်မြောင်မြို့အထာခ6ကကျောင်းသူလေးတွေအုပ်စုဖွဲ့ပြီးတော့နော်အနိုင်ကျင့်တဲ့ကိစ္စအဲ့ဒီကိစ္စအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အနေနဲ့ပြောကြားခြင်းပါတယ်ကောင်လေးတွေမဟုတ်ကောင်မလေးတွေကပါ အုပ်စုဖွဲ့ပြီးတော့တယောက်တည်းကိုအနိုင်ကျင့်တယ်။ပါရိုက်တဲ့ဒူးထောက်တောင်းပန်ခိုင်းယုံမကဘူး။ဆိုရှယ်မီဒီယာပေါ်တင်ပြီးတော့အဆက်ခွဲတယ်။အဲ့ဒီကိစ္စကိုပညာရေးဝန်ကြီးဌာနကနေပြီးတော့ထိထိရောက်ရောက်ဂိုင်းတွယ်ဖြေရှင်းတင်တယ်လို့လည်းအကြံပေးခြင်းတယ်။ဟောအဲ့ဒီအကြောင်းကအကြောင်းဝန်ကြီးနဲ့ဆရာဆမတွေလည်းဒီကိစ္စကိုထိထိရောက်ရောက်ဂိုင်းတွယ်ဖြေရှင်းပေးဖို့အကြံပြုပါတယ်။ဗတရား နိုင်ချင်းခင်ရတဲ့အမျိုးသမီးလေးကောင်မလေးရမိန်းကလေးရကိုသားသမီးတာဆိုရင်ဘယ်လိုခံစားကြရမလဲကျွန်တော်သမီးဆိုရင်တော့ရှုပ်ကုန်ပဲဘယ်တော့ပဲစိတ်ထင်းနေကိုသားသမီးကိုထိလိုက်ရင်တော့မိဘတိုင်းကဒေါရထွက်တတ်ပါဖြစ်ကလာရလဲဖြီးဖြီးဆုတ်ခွေကလာဖြစ်လာတဲ့အတွက်လူငယ်လေးတွေကတိတ်တိတ်လေးတွေလက်မလောက်လေးရှိသေးတယ်အုပ်စုဖွဲ့ပြီးတော့အနိုင်ကျင့်ကြတယ် ရင်တော့လည်းအများကြီးတွေ့ပါတယ်ကောင်လေးတွေအုပ်စုဖွဲ့ပြီးတော့နိုင်ကျင်ကြတယ်အခု main ကလေးတွေကပါအုပ်စုဖွဲ့ပြီးတော့ပါရိုက်တယ်ဒူထောက်တောင်းပိုင်ခိုင်းတယ်အဲ့ဒါတော့မှအားမရဘူး social media ပေါ်တင်ပြီးအဆက်ခွဲကြီးကောင်းလို့ကြီးနေကြတာလို့လားလို့ပဲမေးချင်ပါတယ်ဒီကိစ္စမျိုးကမဖြစ်တဲ့ကိစ္စတွေပါနော်အဲ့ဒါလေးကိုသားသမီးရှိတဲ့မိဘတိုင်းလည်းအထူးကူဆိုင်ဖို့လိုပါတယ်မိမိတို့ရဲ့သားသမီးကို ဲ့ဒါလိုမဖြစ်အောင်ထိန်းချုပ်ပြုပြဖို့လိုပါတယ်တက်ဆိုင်ရာပညာရေးဝန်ကြီးဌာနကလည်းထိထိရောက်ရောက်ဖြည့်ရှင်းပေးဖို့လိုပါတယ်လို့အကြံပြုပါတယ်နော်ကျွန်တော်ကတော့အဲ့ဒီဗီဒီယိုကိုကြည့်ပြီးတော့ဘဝင်ကြအောင်မတရားအရိုက်ခံတဲ့မိန်းကလေးကကျွန်တော်သမီးလေးဆိုရင်ဆိုတဲ့အတွေးနဲ့ကိုကျင်းစာစိတ်နဲ့လုံးဝဘဝင်မကြအောင်အဲ့ဒါလေးကိုလာရောက်ပြောကြားခြင်းဖြစ်ပါတယ် အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမျိုးတို့ရေဘဝဗီဒီယိုလေးရတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အုပ်စုဖွဲ့တို့ပိုက်ခိတာနဲ့ပတ်သက်ပြီးတော့အခုဆိုလို့ရှိရင်လူမှုကွန်ရက်ပေါ်မှာလူပြောလဲများနေတယ်ဒါပေမဲ့ဒီမီဆုံးမဖမ်းဆုံးမတသမီတွေကတောက်မလာခြင်းလည်းမရှိဘူးဖြစ်ရှင်းလာခြင်းလည်းမရှိဘူးပေါ့နော်ဒါကြောင့်မို့လို့ဒီအမျိုးသမီးကနေပြီးတော့ဒက်ဆော်နေရပဲဖြစ်ပါတယ် ကြည်တဲ့မျိုးတွေလည်းဘူတရာတင်ကစားတစုံတရာရလိုက်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်။မိုးဘီရိုလေးကကြည်တဲ့မျိုးတွေအတွက်ဘူတရာတင်ကစားတွေရစေတယ်ဆိုလို့ရှိရင်တော့ဒီဘီရိုလေးကိုမြ мян လေးလိုက်ရင်ရှယ်လေးလောက်သွားပြီးဖို့တောင်းဆိုပါတယ်။ဒါမှလည်းခလေးမိပါတယ်မြ мян လေးတိပြီးရောကိုယ့်ရဲ့သားသမီးတွေကိုတုတ်တင်ဆုံးမနိုင်မှာပေါ့နော်။နောက်ထပ်လည်းမုဆလီတတိနေဟာတပ်ပီရိုလေးဘူတူတာရက်ဆက်ပီရိုလေးတွေကိုနေ့စဉ်လိုက်တက်ဆက်ပေးတတ်မှာမို့မိုး channel လေးကို like subscribe နဲ့တောက်ပို့တောင်းဆိုပါရရှိ့ ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတို့ရဲ့ထင်မြင်စကြကလေးနဲ့အတွေးခေါ်လေးတွေကိုလည်းဗီဒီယိုလေးအောက်မှာ comment လေးတွေရေးခဲ့ပြီးတော့ရပါရှေ့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါ